ခုတော့ photoshop ပြီးသွားပါပြီအဝတ်စုံကတော့၅စုံပေါ့နော်ဝတ်စုံလေးတော့မပြတော့ဘူး photoshop ထွက်လာတော့မှပဲကြည့်ပေးပါနော်အခုကချူလေးကဒင်နာစားဖို့ပဲကြံတော့တယ်အဲ့တော့ဒင်နာစားမယ့်နေရာလည်းတအားလှတယ်ဆိုတော့နည်းနည်းလေးတော့သွားမယ်တော့ကားပေါ်မှာနားမယ်ပြီးရင်ဒင်နာစားမယ်အဲ့တော့ချူလေးနဲ့တူဒင်နာစားဖို့လိုက်ခဲ့ပါဦး hello အခုတော့ရောက်ပါပြီ အချူလေးကိုဂျင်တာစားရမယ်ဆိုင်ရပေါ့နော်ကားဝင်လို့မရဘူးဒီကနေပြီးတော့လမ်းလျှောက်သွားတယ်ပေါ့နော်အဲတော့ဆိုင်လေးကအရန်လာတယ်ဆိုတော့ထိုက်ခဲ့ပေးပါအောင်ဒီကနေ့ကျွန်တော်တို့ပြန်ကြည့်ရအောင်။ အစွန်လေးကိုအခုခပေးပါအောင်ရှင်ဟုတ်အခုလောလောဆယ်အရင်စားကြည့်ချင်နေတာကအကုန်လုံးပါပဲအကုန်လုံးအရင်စားကြည့်ချင်နေတာပါဟုတ်တယ်နှစ်ခုလုံးနှစ်ခုလုံးအရင်စားကောင်းပါပဲကျေးဇူးပါ

အနမ်းပြော်ကိုမလောက်ထားရလည်းမသိဘူးအတုပ်လားမသိဘူးကိုတို့တို့ဒီတို့တို့မြည်ကြည့်လိုက်မယ်နော်ဟင်းတောင်းလားအရင်ကောင်းတာပဲတဲ့ဘာသာပြန်ပေးရသွန်လေးကိုပင်လယ်စာဆော့စ်လေးနဲ့စိုက်ကြည့်မယ် ဟုတ်အရန်ကောင်းဘူးဘီကအရန်လာပါတယ်လေလည်းအရန်တိုက်ပါရောအခုညစာလဲစားပြီးသွားပြီဒါမဲ့ဒီကနေပြီးတော့မပြောင်းသေးဘူး view ကအရန်လာတဲ့ခါကျတော့ဒီညဘက်ရှုပ်ကင်းလေးတွေကိုခန်းစားပြီးတော့ခဏထိုင်နေပါသေးရဲ့ ါးပြီးသွားရင်တော့ပြီးသွားရင်နော်ဒီနေ့အတွက်ကတော့ AC နားမယ်မနှက်ဖြန်အတွက်အားမွေးရပါအောင်မယ်ဒီမှာအရန်လဲလှရအရန်လဲထိုင်လို့ကောင်းတယ်နောက်ပြီးအရန်လဲစားလို့ကောင်းတယ်အရန်လဲတောက်လို့ကောင်းပါတယ်အဲဟိုဂျူလီကိုစားလို့ကောင်းတာဘာကြီးစားနာလဲဆိုပြီးတော့သိချင်နေတဲ့သူမျိုးတခါရေးဖြစ်ပြလိုက်တာအဲ့လိုမမအရန်ကောင်းပါတယ် ဒီနေ့လားမပင်မမှာဘူးအဆင်ပြေပါရဲ့ပုံမှန်လို့ပါပဲအဲရန်ကုန်မှာလည်းဒီလိုပဲရိုက်ရတာပဲဆိုတော့ဒီရက်ဒီရက်ကြီးဆိုင်လာတယ် အာဘီရလူတွေကအာအရန်ကယူဆိုင်တယ်ပြီးတော့သူတို့တာဝန်ကိုသူတို့တယောက်ချင်းစီအရန်ကိုကြည့်ဖို့နဲ့ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာပြည်မှာကျတော့သူတို့ကသူတို့တာဝန်ထက်သူတို့ assistant တွေကိုသူတို့ကပူခိုင်းတာပူကြတယ်ပေါ့နော်ဒီမှာကျတော့သူတို့ assistant တွေမပါတဲ့အခါကျတော့သူတို့တယောက်တည်းအဆအဆုံးလုပ်တာပူမြန်တယ်ပေါ့နော်အရန်အဆင်ပြေပါတယ်ဟုတ်အရန်အဆင်ပြေပါတယ်နောက်ဆို overseas အလုပ်တွေဆိုပူပြီးတော့ချူလေးတော့ကပူအဆင်ပြေမယ်ချင်ပါတယ်သူတို့မမောက်မနိုင်တော့ဘူး မနော assistant တွေကပါတယ် assistant တွေကသွားလိမ့်နေစားအာဟုတ်တယ် assistant တွေကအရင်လေအရင်စားတော့အရင်တောင်းရမ်းနေကြတယ်တယောက်ချင်းစီရဲ့ assistant တွေပါတယ်အရင်တောင်းရမ်းနေကြတယ်သူတို့ဒါအထုတ်တွေဆွဲဖောက်ရတွေခက်อืมရှင်းနေပါတယ်ကန်စားလာတော့နော်ကန်စားလာကောင်းတယ်အစ်စစ်တဲ့နေရာတော့ overseas မှာဆိုသူကဆရာကြီးလိုနေရတာပေါ့ င်ချစ်တယ်ဆိုတော့ချူလေးရဲ့ fan စစ်စစ်တယ်ဆိုလို့ရှိရင်ဒီဖျားကိုသိမယ်လို့ထင်ပါတယ် ဒီ what aren ဆိုတဲ့ဒီဖျားနဲ့ချူလေးနဲ့ဘယ်လိုများ တွဲပြီးမမှိလဲဆိုတာအရင်သိကြင်ပါတယ်အဲဒီမှာတခါလေပြောသွားမှာလားမေးရမှာလားတော့မသိဘူးပေါ့နော်အင်းတကယ် fan sisit တွေဆိုရင်ဒီဖျားကြီးနဲ့ချူလေးနဲ့ဘယ်လိုမျိုးအမ်တွဲပြီးမမှိလဲဒီဖျားချူလေးနဲ့ဘယ်လိုပတ်သက်လဲဆိုတာသိမှချင်ပါတယ် comment မှာဖြေခဲ့နော်အော်သူစိတ်မရှိတော့ comment မှာဖြေခဲ့ပြီပါမမှိ င်ပြန်ပြမယ်နော် his အနေနဲ့ပေးရမယ်ဆိုလို့ရှိရင် my tea well မိတ္တရာတာမတွေ့လောဆိုတဲ့စကားလေးကိုဘယ်သူမှမမိလဲဘောနော်အဲ့ဒါဆိုလို့ရှိရင်တော့တိမာပါအပေးမှန်လို့ပါအဲ့တော့ဖရားလေးကိုပြန်ပြမယ်နော်ချိုးခိုက်တည်းအရန်သွားတဲ့ဖရားလေးပေါ့နော်ဒီဖရားလေးပါပဲနောက်တစ်ခါပြန်မာတီဝဲမိုက်တိတ်အောင်သားမတွေ့လို့ဆိုရယ်စကားရဲ့ချူလေးရဲ့ what are ရဲ့သုံးခုပေါင်းပြီးရင်တော့အရန်ချစ်တယ်ဆိုရယ်လူတွေကတော့တိတိကျကျသိမှာပါကြောက်မှမသိဘူးဆိုလို့ရှိရင်တော့အဲ့ဒါရှူးနေကြချူလေးကိုတကယ်မချစ်ကြ เข้ามาแบบพีเกบีเนาะ ဒီနေ့ vlog လေးရတော့ဒီလောက်ပါပဲညစာလည်းအရင်စားလို့ကောင်းနေအဲ့တော့ချူလေးမိထားရလဲဖြေပေးကြပါဦးဒီဖရားနဲ့ချူလေးနဲ့ကဘလိုမျိုးအမတရားကြီးရှိလဲဆိုတာအဲ့တော့ဒီနေ့ vlog ကိုဒီမှာပဲရက်လိုက်မယ်မနေ့ကကြာရင်ပွဲနေဆိုတော့အရင်အရေးကြီးတယ်မနေ့ကပွဲရဲ့ activities တွေနဲ့ vlog နောက်တစ်ခုမှာပြန်လည်ဆုံးတွေ့ပါဦးမယ်ဩ Mr. New Energy မမေ့နဲ့နော်